ရုရှားရဲ့ရေဒါစနစ်နဲ့ဓာတ်ဝင်ပလက်ဖောင်းကိုဈေးပေါပေါဖြွာကြကြဖျက်ဆီးခဲ့တဲ့ယူကရိန်းရဲ့ကုန်းရီဒရုန်းနဲ့ထွေအစွမ်း၂၀25မေလ19ရက်နေ့မနက်7:30မှာယူကရိန်း SPU operator ဒူးဟာ FPV ဒရုန်းထိန်းချုပ်တဲ့ဂေါ်ကဲမြစ်မှန်ကနေပို့လိုက်ဆိုတဲ့ခွင့်ပြုချက်ကိုလက်ခံရရှိခဲ့ပါတယ်။ခွင့်ပြုချက်ရတာနဲ့စက္ကန့်ပိုင်းအတွင်းမှာယူကရိန်းလုံဒရုန်းတစ်စင်းဟာအလေးချိန်3ကီလိုဂရမ်ရှိတဲ့ပေါက်ကွဲပစ္စည်းတွေကိုတဲဆောင်ပြီးပင်လယ်နက်ကိုဖျက်ပြန်သွားခဲ့တာပါ။ပြင်မှတ်ကတော့မွေကျွမ်းအနာကိုပါပဲ။ ိုင်နားမှာရုရှားရဲ့ Boeing Go Tower Alpha ရှိနေပါတယ်။အဲဒီ Tower မှာတော့ Naval Radar စနစ်တပ်ဆင်ထားတာပါ။အခုလွှတ်လိုက်တဲ့ FPV ဒရုန်းက ယူကရိန်းကရပ်ပိုင်းအတွင်းတည်ဆောက်ခဲ့တာဖြစ်ပါတယ်။ဒရုန်းရဲ့ one by out မှာ Radar ရဲ့အနီးနား9မီတာဘက်လေကအရာတွေကိုဖျက်ဆီးဖို့ပြုလုပ်ထားတဲ့ပေါက်ကွဲပစ္စည်းတွေကိုတေးချချိနှောင်ထားတာပါ။ဒရုန်းရဲ့မော်တာလေးကတမနစ်ကိုအပတ်ရည်2000အထိမြန်လုံးမြင့်မောင်းနှင်ခဲ့ပါရင်ရေရိုးစစ်ဘက်သုံးဒရုန်းတွေနဲ့မတူဘဲ FPV စနစ်တွေဟာအနလောရုပ်တံထုတ်လွှင့်မှုတွေကနေတစဉ်အချိန်ပြည့်ထောင်လန်းနိုင်သလို Electronic ဂျမ်းမင်းစနစ်တွေကိုလည်းတောင်ယုံထက်ခံနိုင်ရှိနေတာပါ။ဒါကြောင့်လည်း FPV drone တွေဟာပြင်းထန်တွေကိုတိုက်ခိုက်ရမှာအရင်တိကျတယ်လို့နာမည်ကြီးနေတာဖြစ်ပါရင် drone ပြန်တမ်းမဲ့လမ်းကြောင်းကိုတော့တေချာစီစဉ်ထားခဲ့တာပါ။ပြင်းမဲ့စီတက်တဲ့ပြန်တမ်းတာမျိုးမလုပ်ဘဲဈေးဆက်ပုံစံပြန်တမ်းခဲ့ပါရင်အမြင့်50မီတာအောက်မှာပြန်တမ်းခြင်းဖြင့် radar ကထောင်လန်းလို့မရအောင်ထိန်းထားနိုင်ခဲ့ပါရင်တနအိ65ကီလိုမီတာနှုန်းနဲ့ပြန်သွန်းတဲ့အတွက်35ကီလိုမီတာခီးစဉ်ဟာ45မိနစ်ကျော်ကြာမြင့်ခဲ့ပါရင်ဈေးဆက်ပုံစံပြန်နေရလို့ဒီလောက်ကြာတော့ပါ ပုံမှန်အတိုင်းဆိုရင်တော့ခက်ဆော့ဆော့ရောက်နိုင်ပါတယ်ဒါပေမဲ့အဲ့ခါကျရင်ရုရှားကသတိထားမိသွားနိုင်တာပါဒရုန်းဟာပြန်တက်ပြီးဝိုင်းကိုတာဝါစီကိုချင်းကပ်လာခြင်းမှာဒရုန်းရဲ့ကင်မရာကနေပင်လယ်ထဲရဲ့ခြေပြင်းနဲ့မြေခွင်းကိုမြင်တွေ့ကြရပါတယ်အဝေးမှာတော့တမ်ပနီကျုံးတစ်ခုလိုရေထဲကနေထိုးထွက်နေတဲ့ဓာတ်ဝေးပလက်ဖောင်းကိုမြင်တွေ့ရပြီးရုရှားပစိတွေနဲ့လူတွေပြေးနေတာကိုတွေ့ရပါတယ်သူတို့စီဘာလာနေတယ်ဆိုတာကိုတော့လုံးဝမသိကြပါဘူးမနေ့9:55မှာဒရုန်းဟာဝိုင်းကိုတာဝါကိုရှင်းရှင်းလင်းလင်းမြင်တွေ့ကြရပါတယ်အဲ့ဒီအပေါ်ဆုံးမှာတက်ဆင်ထားတဲ့နေပါရီတာစနစ်ကိုလည်းထင်းထင်းရှားရှားတွေ့ကြရပါတယ် နေပါရီဒါစနစ်ဟာရိုးစောက်ကြီးပစ္စည်းမဟုတ်ပါဘူးဆိုပြီးရဲ့နာမည်ကြီးတဲ့ရာတွေကတခုပါပဲဒီရေဒါက35 GHz ကြိမ်လုံးနဲ့လဲပတ်ပြီး55 km အတွင်းကလေယာဉ်တွေနဲ့သင်္ဘောတွေကိုထောက်လန်းနိုင်ပါတယ်ပြင်းမှန်နေရာကိုတစ်ချိန်နဲ့ခြေအားခံနိုင်ပြီးပင်လယ်နဲ့အနောက်မြောက်ဘက်တခွင်ကိုလုံခြုံရေးယူဝေးနေတာပါဒါပေမဲ့ဒီရေဒါစနစ်ဟာပေါက်ကွဲတဲ့ drone နဲ့တိုက်မိတာကိုတော့မခံနိုင်ပါဘူးယူကရိန်းရဲ့ FPV drone ကပေါက်ကွဲစေတဲ့ပစ္စည်း3 km ပဲတည်လာခဲ့တာပါဒါပေမဲ့အဲ့ဒီပမာဏကလှိုင်းထုံးလင်းဆက်လှိုင်းလက်ခံဆက်နဲ့ ်လိုင်းလန်းညုံစနစ်တွေကိုတော့ကောင်းကောင်းဖျက်ဆီးနိုင်စွမ်းရှိပါတယ်။ရေဒါရဲ့အကာအကွယ်အင်ကိုတော့စားငယ်ရင်နဲ့မွေးရံကာကွယ်ဖို့အတွက်အလူမီနီယံပြားနဲ့လုပ်ထားတာပါ။ဒီအပြားကပေါက်ကွဲမှုကိုတော့မခံနိုင်ပါဘူး။ FPV ဒရုန်းကရေဒါနာကတ်ချိန်မှာတော့ရုရှားတွေလည်းမြင်သွားပါတယ်။ဒါပေမဲ့တနာရီ65ကီလိုမီတာနှုန်းနဲ့ပြန်နေတဲ့ဒရုန်းကပြင်းပစီကိုတိတိကျကျဝင်သွားခဲ့တာပါ။မနေ့9နိုင်နေစင်မှာဒရုန်းကတာဝါဘော်ကအင်တာနယ်တက်ထားတဲ့နေရာကိုပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့ပါတယ်။ထိမှန်တာနဲ့ဒီပိုင်းနဲ့ချင်းချင်းပေါက်ကွဲပြီးအလူမီနီယံနဲ့အီလက်ထရောနစ်အစိပ်ပိုင်းတွေကလွင့်ဆင်ကျသွားခဲ့တာပါ။ ဒီအချိန်မှာပဲရေဒါရဲ့လိုင်းလန်းညွန်စနစ်ထုံးလွှင့်စတဲ့လေပတ်တဲ့အင်တာနက်တွေပြတ်သွားခဲ့ပါတယ်။ဒီတိုက်ခိုက်မှုမှာယူကရိန်းဘက်ကကုန်ကြမ်းဆေးက Netflix ရဲ့နှစ်စဉ်ကြေးထထောင်တက်တာနေကြတာပါ။ဒီအချိန်မှာပဲယူကရိန်းကတိုက်ခိုက်မှုကိုတဆင့်ထမြင်ခဲ့ပါတယ်။ပြန်စည်းသွားတဲ့နေပါရေဒါကလည်းမိခိုးတွေထွက်နေချင်း80ကီလိုမီတာအကွာမှာတော့ပိုပြီးပြင်းထန်တဲ့လက်နက်တစ်ခုဟာဘိုင်းကိုတာဝါစီကိုချင်းကန်နေပါပြီ။အဲဒါကတော့ပင်လယ်နဲ့ရဲ့လိုင်းလုံးတွေပေါ်ကနေဖြတ်ပြီးလာနေတဲ့စီးဘေဘီဒရုန်းပါပဲ။6မီတာလောက်ရှိတဲ့အလွန်လျောက်ရေပေါ်သွားရင်လည်းဖြစ်ပါရင် ပုံစံကတော့မော်တော်ဘုတ်နဲ့ဆင်တို့ပြီးအဲ့ဒီမှာတော့ပေါက်ကွဲချိန်တိုင်းနဲ့ပစ္စည်းတန်းတန်းကျော်တည်ဆောင်လာခဲ့တာပါသူရဲ့ဥတီယာကတော့ရုရှားရဲ့ဓာတ်ငွေ platform ကြီးစီကိုပါပဲစီဘီဘီရဲ့ထိပ်ဖူးဒီဇိုင်းဟာပေါက်ကွဲအင်ဂျင်နီယာပညာရဲ့အပြောင်ပြောင်ဆုံးလဲရလို့တော့ဆိုနိုင်ပါတယ်ဒီလက်နဲ့ဟာပင်မပြင်းစင်ပေါက်ကွဲတဲ့ကနောက်ဆက်တွဲပေါက်ကွဲမှုတွေကိုအစီအစဉ်လိုက်ဖြစ်ပေါ်စေပြီးအချိန်ကြာမြင့်တဲ့ပေါက်ကွဲမှုကိုဖန်တီးပေးနိုင်တာပါအဲဒါကြောင့်ကွန်ကရစ်အဆောက်အုံတွေနဲ့ခံနိုင်မှာမဟုတ်ပါဘူးပြောရရင်စီဘီဘီရဲ့ပေါက်ကွဲအားကတံမိတွေကိုအေးပြောကွန်ကရစ်တွေကိုအမော့ဖြစ်သွားစေပါပါ စီးပေပေရဲ့မောင်းနေအားကမင်းကောင်ရဲ့200အားအင်ဂျင်နှလုံးကနေလာပါရင်ပုံမှန်မောင်းရင်တော့ရေမိုင်45 north north လောက်သွားနိုင်နေတာပါလမ်းချောင်းပြမှုကိုတော့ GPS အပြင် Inertial Goddess လို့ခေါ်တဲ့ရွှေတရားမှုအခြေခံလမ်းညွန်စနစ်သုံးထားပါရင်ဒါအပြင်ဂျိုလူးနဲ့လည်းအချိန်ပြည့်ဆက်သွယ်ပြီးပေါင်းဆက်အလုပ်လုပ်နိုင်တာပါစီပြဖြစ်တိုင်းကီလို1000နီးပါလွှတ်လို့ရပါတယ်ထိန်းချုပ်စရာမလိုဘူးဆိုပေမဲ့ဒီလိုအရေးကြီးမရှင်မှာတော့ Operator ကဂျိုလူးဆက်သွယ်ရေးကနေတဆင့်ထိန်းချုပ်ပါတယ်စီပြရဲ့ဒီဇိုင်းကိုတော့လှုပ်ဝက်သွားနိုင်စွမ်းနဲ့အကျန်းခံမှုကိုဦးစားပေးထားတာပါ အရောင်ကိုလည်းပင်လယ်ထဲမှာအလွယ်တကူပြောင်းနိုင်တဲ့မီးခိုးရောင်ပေးထားပါရင်နောက်ပြီးအရန်ဆက်သွယ်ရေးစနစ်တွေကိုလည်းတက်ဆင်ထားတာပါအဲဒါကြောင့်ရုရှားရဲ့ဂျန်မာရီကြောင့်အဆက်အသွယ်ပြတ်တာတွေသိမဖြစ်နိုင်ပါဘူးမနက်9:15မှာစီးပေပီဒရုန်းဟာဘိုင်းကိုတာဝါကနေ30ကီလိုမီတာအကွာမှာရှိနေပြီးအရှိန်ဟုန်နဲ့နှီးကပ်လာခဲ့ပါရင်သူရဲ့ခြေလင်းပြသားတဲ့ကင်မရာစနစ်ကနေတက်ဆင်ဓာတ်ဝင်ပလက်ဖောင်းကြီးကိုတေးချရိုက်ကူးနေကြတာပါထိန်းချုပ်နေတဲ့ operator တွေကလည်းတဖြည်းဖြည်းကြီးလာတဲ့ဓာတ်ဝင်အစင်ကြီးကိုတွေ့နေကြရပါတယ်ဖြည့်ဆည်းထားတဲ့နေပါရီတာစနစ်ကတော့မီးခိုးနက်တွေထွက်နေတော့ပါပဲစီးပေပီအတွက်ဥတီရမယ့်နေရာကိုတေးချတတ်မှတ်ပြီးသွားပါပြီ မိဘတွေကပြန်စည်းသွားပြီးမှဓမ္မွေစင်ဘောကရုရှားတပ်ဖွဲ့ဟာရေပေါ်ကချင်းချောက်မှုတွေကိုလုံးဝမမြင်နိုင်တော့ပါဘူးသူတို့ရဲ့ကြံရှိနေတဲ့ထောက်လန်းနိုင်စွမ်းကတော့သူတို့ရဲ့မျက်လုံးတွေနဲ့လက်ကင်ရေဒီယိုတွေသာကြံရှိပါရင်ဒါပေမဲ့အနည်းဆုံးရောက်လာမဲ့အကူအညီကကီလို100ကျော်လောက်ဝင်နေကြတာပါဓမ္မွေ platform က Tamri frame တွေနဲ့အစင်းစင်ချိတ်ဆက်ထားတာဖြစ်ပါရင်အဲ့ဒီပုံမှာတော့အတူလောင်ယုံပစိထားကန်လူနေကန်နေရှိနေတာပါရုရှားတွေကဒီနေရာကိုရှေ့တန်းစကန်ပုံစံမျိုးပြင်ဆင်ထားရလေဖြစ်ပါရင်နောက်ပြီးရေရှည်အတွက်ဖြစ်လို့လိုအပ်မဲ့ပစိတွေကိုလည်းပြေဆုံအောင်တူလောင်ထားတာပါ ဒီချိန်မှာ CBB ရဲ့ autopilot စနစ်ကစက္ကန့်ပိုင်းအတွင်းမှာပဲအသေးစားပြင်ဆင်မှုတွေရတဲ့ခြေပြီးပြုလုပ်နေပါတယ်။ပြင်မှတ်ကိုအကောင်းဆုံးချင့်ကန့်နိုင်ဖို့ပါပဲ။နောက်ပြီးပြည်ပြည်စုံနဲ့လမ်းကြောင်းကိုအတီးပြူပြီးအဲ့ဒီတိုင်းမောင်းနှင်သွားခဲ့ပါတယ်။မနေ့9:35မှာတော့ CBB ကနောက်ဆုံးလမ်းညွှန်မှုစနစ်ကိုအသက်သွင်းလိုက်တာပါ။ပြီးတော့ damage platform နဲ့လူတွေနေထိုင်တဲ့အလယ်လောက်စီကုန်တက်တက်ဥတီခဲ့ပါတယ်။ဒီနေရာကကြာပန်းပြင်မှတ်မဟုတ်ပါဘူး။တေချာတွက်ချက်ထားခဲ့တာဖြစ်ပါတယ်။ဒီနေရာသာပေါက်ကွဲသွားခဲ့ရင် platform တစ်ခုလုံးရေထဲပျို့ကျလာမှာပါ။ ဒီအချိန်မှာစီးပေပေရဲ့အမြန်နှုန်းကတနာ ਈ 60ကီလိုမီတာနှုန်းအထိရှိလာပါပြီ။အထိပယ်ကတော့ပေါက်ကွဲပစ္စည်းတန်းလောက်ကိုတည်လာတဲ့ဒုံးကြီးကြီးတစ်ခုလိုပါပဲ။ပေါက်ကွဲပစ္စည်းမပါဘဲနဲ့ platform ကိုဒီတိုင်းဝင်တိုင်းရင်တော့ပြက်စီးမှုကကြီးမှာပါပါ။အခုလိုပေါက်ကွဲအားပြင်းထန်တဲ့ထေဖူးကြီးတက်ထားချိန်မှာတော့ဖြက်စီးနိုင်စွမ်းကအစတထောင်လောက်အထိပြင်းထန်သွားပါတယ်။ဒီအချိန်မှာရုရှားတွေလည်းစီးပေပေကိုတေးသွားခဲ့ပါတယ်။အဲ့ဒါကြောင့်ရုရှားတချို့ရေဒီယိုကနေအကူအညီလမ်းထောင်းနေတာကိုကင်မရာကနေတွေ့ခဲ့ရပါတယ်။ဒါပေမဲ့သူတို့အတွက်နောက်ကျသွားခဲ့ပါပြီ။အကူအညီတွေရောက်မလာခင် CBB က platform ကိုနှီးကပ်လာပါတယ်။ ဒီနေရာမှာလည်း platform ကာကွယ်ရေးအစီအစဉ်အားနည်းတာတွေပေါ်လွင်ခဲ့ပါတယ်။အဲဒီအပေါ်ကနေရုရှားတွေမှာစစ်တပ်နဲ့လက်နက်ငယ်လေးတွေပဲရှိပါတယ်။ရုရှားတွေကစစ်တပ်နဲ့လမ်းဖြစ်ပေမဲ့စီးပီပီကိုတားဆီးဖို့လုံအောင်ဖြစ်နိုင်တော့ပါဘူး။မနက်9:50မှာစီးပီပီ drone ဟာဘိုင်းကိုတာဝါရဲ့ပင်မထောက်ကိုစုံမက်ကိုကုန်တင်ရထားတစ်စင်းရဲ့အရှိန်နဲ့တိုက်ခိုက်ခဲ့ပါတယ်။ဒီအချိန်မှာပဲ အိုးပိုင်းပတ်ချာလဲမှာပောက်ကွဲမှုကြီးဖြစ်လာခဲ့ပါတယ်။ပောက်ကွဲပြီးပထမဆက်ကန်အတွင်းမှာပဲပောက်ကွဲမှုဘိုးရဲ့အဖူချိန်3500ဒီဂရီစင်နီဂရိတ်ကိုကျော်သွားခဲ့ပါတယ်။ရှေ့မှာပြောခဲ့သလိုပဲဒီပောက်ကွဲမှုတက်ရောက်တဲ့နေရာကတံမိတွေအေးပြောကုန်ပြီးကွန်ကရစ်တွေအမှုတ်ဖြစ်သွားပါတယ်။ ူတွေကတော့အစားအနာတော့ရှာလို့မရတော့ပါဘူးဒါပေမဲ့ပေါက်ကွဲမှုကအစာပြည့်ုံပဲရှိပါသေးတယ်ဒီ platform ကအစင်ပိုင်းတစ်ခုနဲ့တစ်ခုကိုပံ့ပိုးပေးတဲ့ပေါင်းစီစနစ်ဖြင့်ဒီဇိုင်းထုတ်ထားတာပါစီးပေပြီးဝင်တိုင်းလိုက်ချိန်မှာဖြစ်ပေါ်တဲ့ပေါက်ကွဲမှုကအဆောက်အုံဆက်သွယ်မှုကိုဖျက်ထားလိုက်ပါတယ်ထက်ဆင်ပေါက်ကွဲမှုတွေကတော့အလုံးကိုမိလောင်တိုင်းသွင်းပြီးပြဖြစ်စေခဲ့တာပါဒီချိန်မှာပဲလက်နဲ့တူလောင်ယုံနဲ့လောင်စာတွေမိလောင်လို့ဖြစ်လာတဲ့ပေါက်ကွဲမှုတွေလည်းဆင်ခဲ့ဖြစ်လာပါတယ်ဒီပေါက်ကွဲမှုတွေကတစ်ဆင့်မီတာယာနဲ့ချီတဲ့မီတာတွေလည်းဖြစ်လာခဲ့တာပါယူကရိန်းကတော့ဒီမီတာတွေဟာအာကာသာရင်ကနေကျင်းအောင်မြင်ရတဲ့အထိကြီးမားတယ်လို့ပြောခဲ့ကြပါတယ် မိခိုးလုံးနေဆိုရင်လည်းမီတာထောင်ကျော်ထိမြင့်တက်ခဲ့တာပါစီးပေပြီးထိမှန်ပြီး9မိနစ်အတွင်းမှာဝိုင်းကိုတာဝါရဲ့အပေါ်ပိုင်းဖွယ်စည်းပုံတစ်ခုလုံးကပင်လယ်ထဲပြိုကျသွားပါတယ်ရေရှားစစ်စင်ရေးတွေကိုပံ့ပိုးပေးနေတဲ့အစင်ပေါင်းစုံ platform ဟာအခုဆိုရင်ကြီးမားတဲ့အလောင်းကောင်ကြီးရဲ့နံရိုးတွေလိုဖြစ်နေပါပြီလူတွေနေထိုင်ရာအဆောက်အုံပစိထားကန်တူလောင်ယုံတွေကလည်းမရှိတော့ပါဘူးဒီထဲမှာဆိုရင်အပြန်စီးတွေနဲ့ပြန်ကျင်းနေတဲ့စီကွက်တွေပဲတွေ့ကြရတာပါ platform ရဲ့အောက်ပိုင်းမှာရှိနေတဲ့လူတချို့ကတော့ဘေးကင်းခဲ့ပါသေးတယ်သူတို့လည်းရေပေါ်မျောနေတဲ့အပြန်စီးတွေကိုဖတ်တွေ့ရင်း ကယ်ဆယ်ရေးကိုစောင့်မျှော်နေကြတာပါဒါပေမဲ့ကယ်ဆယ်ရေးရောက်ဖို့ကလည်းကီလိုမီတာရာနဲ့ချီပြီးရှိနေပါတယ်နောက်ပြီးနေရာအနှံ့အမီးလောင်နေတာကြောင့်ရဲရင်ဝဲဖို့တောင်မရဘူးဖြစ်နေကြတာပါဒီလိုတွေကတော့နောက်ထပ်ပေါက်ကွဲမှုတွေထပ်ဖြစ်လာခဲ့ရင်ဆိုတဲ့အတွင်းနဲ့ရင်ထိန်နေကြကြပါတယ်ယူကရိန်းရဲ့ဂျိုရူးရုပ်ပုံတွေကတိုက်ခိုက်ပြီး2နာရီကြာမြင်ကွင်းကိုမှတ်တမ်းတင်ထားပါတယ်ဘွိုင်းကိုတာဝါဟာတစ်ချိန်ကရုရှားသိမ်းပိုက်မှုရဲ့တင်ကြတာအဖြစ်ရည်တည်ခဲ့ပေမဲ့အခုတော့မီးလောင်ကျွမ်းနေတဲ့အပျက်စီးတွေသာကျန်ရှိနေပါပြီပင်လယ်ထဲရဲ့အနောက်မြောက်မှာရုရှားစစ်စင်ရေးအတွက်ရှေ့တန်းထောင်လန်းရေးစခန်းနဲ့ ထောက်ပံ့ရေးဘိုးဌာနချင်းအသုံးပြုခဲ့တဲ့ platform ဟာယူကရိန်းဒရုန်းနှစ်စင်းကြောင့်လုံးဝဖျက်ဆီးခံရရပါတယ်။ရုရှားဘက်ကအထင်အားခဲ့ရသလောက်ယူကရိန်းအတွက်ဒီဒရုန်းနဲ့စီးတံမိုးကတော့ရလနဲ့မလိုက်အောင်ဈေးပေါ်နေကြတာဖြစ်ကြောင်းဝေမျှလိုက်ရင်ဗီဒီယိုလေးကိုအဆုံးသတ်လိုက်ရပါတယ်ခင်ဗျာ။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်ခင်ဗျာ။